အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူ လစ်စဘောမှာတညာအပိုင်း73ချက်ဝစ်ကစကားကိုဖြတ်ကသူ့တင်းနေသူပြုံးနေသည်ဂျာမန်တွေကဘုတ်ဖနက်ကိုအတိလေးကြိုက်ကြတာပဲမှတ်ချက်ချသည်ဟုတ်တယ်ဒီပစ္စည်းကသူတို့အတွက်လိုအပ်နေရကိုကျွန်တော်ကထောက်ခံသည်သူတို့မှာကသူတို့လှုပ်ထားတဲ့အညစ်အကြေးတွေကြားထဲမှာခက်ခက်ခဲခဲတွားလာနေရတာဆိုတော့မရှိရင်မဖြစ်တော့လိုအပ်နေရပါဘော ချက်ဝစ်စီသူ့ဝိုင်ဖက်ခွက်ကိုယူရေးပေါ်သည်စတော့ခရေက သူသည်မျက်မျက်ဆဆမတော့ကျွန်တော်ကလည်းမနာ යි ကိုငုံကြည့်သည်၃နာရီပြင်ခွဲနေပြီချက်ဝစ်ကလည်းကျွန်တော်လှုပ်ရှားမှုကိုသတိထားမိသည်တိတ်မကြတော့ပါဘူးပြီးတော့မှာပါတင်မောကချင်းမရောက်မှာပါစိတ်မပူပါနဲ့ကြံပိုင်းတွေကပျော့စရာတွေများတယ်ပျော့စရာလေးမျက်မျက်ဆဆမရှိတော့ပါဘူးခင်ဗျာဘလိုနီနဲ့တို့လက်ထဲကလွတ်လာခဲ့လေကျွန်တော်ကမေးသည် ဟိုပါတီဝင်ကောင်းကဟင်းလင်းစာကိုဖတ်ပြီးသွားပြီသူကကျွန်တော်နိုင်ငံကိုလက်မှတ်ကို ပြင်ပေးပြီးဆူဇလန်မှာအသိရှိသလားလို့မေးတယ်ကျွန်တော်ကလည်းခေါင်းညင်နေအမယအသိကမတူလေအမ်မာနဲ့ရော်ဒင်ဘက်အရင်ယောက်ကဆူဇလန်မှာအလုပ်လုပ်နေတဲ့နာစီဒီပေါ့စစ်ပြေးဒုက္ခတွေတိုင်းကသူတို့ကိုသိကြတယ်မုံလဲတိတ်မုံနေတခြားသူရောရှိသေးလားကျွန်တော်လူတွေဘန်းမှလည်းရှိကြတယ်နမယအားလုံးကိုတော့ပြောပြဖို့တော့လုံးဝမထင်ပါဘူး သူကကျွန်တော်ကိုဖျက်ခနဲလေးပြုတ်လိုက်ပြီးကံကောင်းပါစေဟိုင်းဟင်တလာလို့နှုတ်ဆက်တယ်။ကျွန်တော်ခီးသွားဖို့ခင်ဗျားကတော့တိတ်ကံမကောင်းရှာဘူး။သူမှရှိသမျှဆက်ရက်စရန်းနေထုတ်ပြရတော့မှမပြေလေဘူး။အစစ်စီအမေမြန်ခန်းနေရတယ်။သူခင်ဗျားတကူလုံးချွေးနေနေနေရှာတယ်။ကျွန်တော်ကဘေးကရက်ပြီးကြည့်မနေချင်ဘူး။ကျွန်တော်စားတော့ခန်းတွေကိုပြန်တော့လို့ရပြီလားလို့မေး။ပြန်သွားနိုင်ပါပြီလို့ပါတီဝင်ကောင်းကပြောတယ်။နေလေစားကို စားလို့ကောင်းလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်ပါတယ်ကျွန်တော်ပြန်ရောက်သွားတော့စားတော့ခန်တရီမှာလူတွေဖြစ်နေပြီးကျွန်တော်စပွဲကိုအမေရိကန်မိသားစုကဝေထိုင်လာကြတယ်ကျွန်တော်ကတော့ကျွန်တော်မခဲ့တဲ့အတိုင်းကျွန်တော်စပွဲကိုခမားထိန်းထားလိမ့်မယ်လို့ထင်ထားတာကျွန်တော်ကစပွဲတွေကို ပြောမိရင်သူက ပခုံးနှစ်ဖက်ကိုတွန့်လိုက်တယ်ကျွန်တော်ကြိုးစားပါတယ်ခမားဒါပေမဲ့ဒီအမေရိကန်နေနဲ့ကြတော့ပြောရမှာမလဲပါဘူး ူတို့ကဂျာမန်စကားလေးနားမလဲပြီးတော့သူတို့ကလွတ်လွတ်လပ်လပ်နေသူတို့ကြိုက်တဲ့နေရာမှာ ဝင်ထိုင်တတ်တဲ့လူတွေမဟုတ်လားလူကြီးမင်းဟိုဘက်စပွဲမှာထိုင်ပါလားခမားစပွဲဟာစပွဲပါပဲကျွန်တော်ဝိုင်ပလင်းကိုရှေ့ပေးပါမယ်ကျွန်တော်ဘာလို့ရမှန်းမသိဘူးကျွန်တော်စပွဲမှာဝင်ထိုင်နေတာမိသားစုလေးရောအသက်16နှစ်အရွယ်မိမချောလေးကကျွန်တော်ငွေဝတ်ထားတဲ့နေရာနေကက်ပြီးထိုင်နေကျွန်တော်စပွဲပြန်ရအောင်ဇွလုတ်လုတ်ကလေးမကောင်းဘူး အားလုံးရေရွတ်တဲ့ဖြစ်ကုန်မှာကြောက်ရည်ကျွန်တော်တို့အားလုံးဂျာမန်မျိုးမွားပဲရှိနေသေးတယ်ဆိုတာလေမေ့လို့မဖြစ်ဘူးကျွန်တော်ဝေခွဲမြရတဲ့စိတ်နဲ့ရက်နေတော့မှာဇပွဲတို့ကပြောတယ်တနည်းအားမှာခဏထိုင်ဆောင်ပါခင်ဗျာသူတို့မိသားစုထားအောင်တဲ့ပြိုင်နဲ့ကျွန်တော်ဒီစားပွဲမှာပြင်ဆင်ပေးပါမယ်အမေရိကန်တွေဟာစားရတော့တာအလွန်များလာတယ်သူတို့ဆောင်မကအသားညက်ပါမှုနဲ့အချိုးရည်မျိုးတွေကြောက်မယ်မထင်ပါဘူး ကျွန်တော်မတက်နိုင်တော့ဘူးကျွန်တော်ဝတ်ထားတဲ့နေရာကိုမြင်သားတဲ့နေရာတကူမှရွေးပြီးထိုင်နေအဖြစ်ကရေးစရာတော့ကောင်းတာစစကတော့ဒီနေဆက်ကလွတ်မြောက်မယ်ဆိုရင်ဒီငွေအလုံးကိုပြည့်ပြည့်မယ်လို့စကူခဲ့တယ်။ဟောခုကြတော့စိတ်ကတမျိုးဖြစ်သွားပြီ။ဘေးမဒီရန်မခပဲနေဆက်ကိုဖျက်နိုင်တော့မယ်ဆိုတာသိနေတော့ငွေအလုံးကိုပြန်လို့ခြင်းနေ။နောက်ဆုံးကုန်ကုန်ပြောရင်အမေရိကန်မိသားစုနေတိုက်ခိုက်တက်ဖြစ်ပြီးယူရမယ်ဆိုရင်လေအသင့်ပဲ။ ကျွန်တော်အပြင်ဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ကျွန်တော်ခီးသွားဖို့ကိုအကောက်ရရှိနေဝင်တဲ့တွေကခေါ်သွားတာမြင်နေပထမဆုံးခံစားမှုကတော့တခြားမဟုတ်ဘူးငါသူ့နေရာမှာမဟုတ်လို့တော်ပါသေးရဲ့ဆိုရင်ခံစားမှုဝင်အဲဒီနောက်တော့တနာတဲ့စိတ်ဝင်လာတယ်တကယ်တော့ကျွန်တော်သူ့ကိုတနာပေမယ့်ဘာမှလည်းလုပ်ပေးနိုင်တာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းနေဆက်ကိုအေးစစ်စစ်ဖြတ်သွားနိုင်မှုနဲ့ကိုယ်ငွေပြန်ရဖို့အတွက်ရင်ပူနေတဲ့လူတယောက်မဟုတ်လား အမှန်တော့ငွေကအဓိကမဟုတ်ဘူးလုံခြုံမှုကအဓိကကျွန်တော်ဆိုလိုတာကဘောကလုံခြုံမှုဟဲလင်ကလေလိုက်လာမှာဆိုတော့အဆင်ပြေပြေနေနိုင်သွားနိုင်ဖို့ကအရေးကြီးတယ်အဲ့တော့ငွေမရှိလို့ကမဖြစ်ဘူးဘလို့ပဲဖြစ်ဖြစ်ကျွန်တော်သူ့စကားကိုစုံအောင်မဆောင်နိုင်တော့ပါဒီမဲမစ္စတာချက်ဝစ်ခမောင်းငွေတွေကိုဘလို့နည်းနဲ့ရအောင်ပြန်လုပ်ခဲ့လေဟုတ်ကြားပြမိမိသည်ဟာဟုတ်တာပေါ့ မားတည်ချင်တာမှန်ပါလေဒါကအရေးကြီးရဲ့ကိစ္စတခုလေမကြာခင်မှာစွစ်ကောက်ရာရှိပြီးစောက်တော့ခန်းတွေဝင်းလာကြတယ်အမေရိကန်မိသားစုမှာကလက်ဆွဲဤတာပါရမဟုတ်ဘူးသူတို့တွေ့တယ်မှာတက်တာရီပါသေးတယ်ဆိုတော့တွဲစီကိုပြန်ရမှာဒါနဲ့ပဲသူတို့ကလေအောက်ရာရှိနေလိုက်သွားကြတယ်စားလို့တော့လို့ကလေပြီးသွားကြပြီဆိုတော့တမိသားစုလုံးမင်းထသွားကြတာကျွန်တော်စပွဲကိုစပွဲတို့ကရှင်းလင်းတော့တယ်မီ ျွန်တော်ကိုရှိခိုင်းနေကျွန်တော်ဝင်ထိုင်မိရနေဇွဲဘော်ကိုလက်နဲ့ဆန်းကြည့်လိုက်တယ်ဝေဆက်ကူကအထက်လိုက်ပေနေရာမပြတ်ဘူးဇွဲရိုးကဝိုင်ပလင်းနဲ့ခွက်ကိုယူလာပြီးချပေးအကောက်ဌာနကကိစ္စပြီးသွားပြီလားလို့မေးပြီးသွားပြီအသားပြုတ်ကြတဲ့ပွဲယူခဲ့ပါ အခုကြထားကဆူဇလန်နိုင်ငံနေရောက်နေပြီလားမရောက်သေးဘူးခမရထားမထွက်မချင်းရောက်မှာမဟုတ်သေးဘူး ်ဇပွဲတို့မိဘကံပတ်ထွက်သွားတယ်။ကျွန်တော်ကတော့ယထာထွက်ကိုစောင့်တယ်။ရောက်ခဏဒီမှာအခုလိုစောင့်နေရတဲ့လို့ဟာဘလောက်စိတ်မရှိစရာကောင်းတယ်လေဗျ။ခမားလည်းကြုံမှုမှာပါ။အတော့ကိုတီးခိုင်းရတဲ့အလုပ်ပဲ။ကျွန်တော်ပရင်းဘောက်ကနေပြီးအပြင်ကိုကြည့်နေမြင်ဘလက်ဖောင်းပေါ်မှာ လူတွေအတော်များတာ။လူတွေကြားမှာလက်တွန်းလေးလေးတစ်စီးတုံမီဝိုင်းနဲ့ချောကလက်လိုက်ရောင်းနေလူပူလီတရားကျွန်တော်နဲ့တတွေ့ရပါလာတဲ့ခီးတွေကိုလှမ်းတွေ့လိုက်ရတယ် ူတယောက်ထဲယထားစီကို အပြေးလောပြန်လာလေဟာတောက်ပုံကလေမြန်လာပါလားအတန်ကြားလိုက်ရလို့လှည့်ကြည့်လိုက်တော့စပွဲသူကျွန်တော်ဝိုင်ပလင်းကိုကြည့်လိုက်တော့ကုန်လူနီးနေပြီကိုဘာသာကိုအဆက်မပြတ်တော့နေမိအောင်လုံးဝသတိမထားမိဘူးအဲဒီတော့မှယထားရိဟာဆက်ခနဲ့လှုပ်သွားတယ်စပွဲဘောကရင်းထိုးသွားတဲ့ဝိုင်ပလင်းကိုကပြကြရလှမ်းဆွထားလိုက်ရတယ်ယထားထွက်ပြီနောက်တစ်လုံး ကျွန်တော်ကထပ်မာတယ်။စပွဲတွေကကျွန်တော်နားကပျောက်သွားတယ်။ကျွန်တော်စပွဲကအောက်ကငွေကိုယူပြီးအိတ်ကထည့်ထည့်လိုက်တယ်။နောက်ခဏလောက်ကြာမှအမေရိကန်ပြန်လာပြီးကျွန်တော်စပွဲမှာဝင်းထိုင်ကြတယ်။ကော်ဖီမာတယ်။မိန်းကလေးကဗရင်းဘောက်ကနေပြီးအပြင်ဘက်ကတောတောက်ရေမြေတွေကိုတက်ပုံရိုက်နေတယ်။ဒီမိန်းကလေးကိုတော်ရဲလို့စိတ်ထဲကကြည်ပြီးချီးမွမ်းမိတခြားသောမဟုတ်ဘူး။သူစိတ်ဝင်စားနေရှုခင်းတွေကကဘာပေါ်မှာအလားဆုံးရှုခင်းတွေ။ စပွဲတို့ဝိုင်းပလင်းတွေပြည့်ရောက်လာတယ်ကျွန်တော်တို့ဆွစ်ဇာလန်နိုင်ငံနေရောက်ကြပါပြီခင်ဗျာကျွန်တော်ဝိုင်းဖို့ချက်ချင်းပြီးသူ့အတွက်လေးအပူကြီးကောင်းကောင်းပြလိုက်တယ်ပြီးတော့ယောဒီဝိုင်းပလင်းကိုလေခင်ဗျာယူလိုက်တော့ကျွန်တော်ကအမှတ်တရပွဲလေးတခုလုပ်မယ်စေကူးထားတာအခုတော့မလိုတော့ဘူးကျွန်တော်တို့ကပထမတစ်လုံးနေလုံးတော့သွားပြီခမ ्या ကအစာမစားပဲ တောက်တော်ကိုဟုတ်တယ်ကျွန်တော်ကထားရလိုက်တယ်မတ်တရားပွဲဆိုတာကလူချင်းမင်းရဲ့မွေးနေ့လားဇဝဲရိုးအမီမဟုတ်ပါဘူးလို့ကျွန်တော်ကအဖြေပြလိုက်တယ်ကျွန်တော်ရဲ့ရွှေရူမင်္ဂလာလက်ထပ်ပွဲနေ့ပါကျွန်တော်နေ့တရွေးလိုက်လာတဲ့ကီးတော်ပေါ်ကညင်ညင်ကုတ်ကုတ်ကလေးထိုင်နေချွေရီထွက်တာတော့မတွေ့ရဘူးဒါပေမဲ့စောစောကထွက်ခဲ့တဲ့ချွေရီကြောင့် အဝိတွေဟာရွှေ့ရှက်ဆိုနေခုထိမချောက်သေးဘူးညှိယူရင်တော့ရေထက်မဲ့အနေထားပဲနောက်တော့သူကကျွန်တော်ကိုလှမ်းပြီးကျွန်တော်တို့ဆွေဆွေနိုင်ငံနေရောက်ပြီလားရောက်ပြီကျွန်တော်ကဖြစ်လိုက်တယ်သူပြန်ပြီးငိမ့်နေပြန်နေဘရင်ပေါက်ကနေအပြင်ကိုကြည့်နေကျွန်တော်တို့ရထားဟာဆစ်စနမဲနေဘူရာယုံတရုတ်မှာရက်တယ်ယုံပိုင်းကအလံဝိရမ်းပြတယ် စစ်စပလေးနှစ်ယောက်ကကုံတွဲမှာရက်ပြီးစကားပြောနေကြတယ်။ချောကလက်နဲ့ဝဲဥချောင်းရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုလေးမြင်းနေရတယ်။ကျွန်တော်အဖေါ်ကလက်တစ်ဖက်ကို တွဲပြစ်ထုတ်ပြီးဆွစ်စ်သတင်းစာတစ်စောင်ဝေးလိုက်တယ်။ငါတို့ယထာဆွစ်ဇာလန်နိုင်ငံနေရောက်နေပြီလားလို့သတင်းစာရောင်းတဲ့ကောင်းလေးကိုမေးပြန်တယ်။ရောက်နေပြီလေဗျာ။တခြားဘယ်နေရာသွားလို့ဘယ်နေရာရောက်အောင်ပါလဲ။ကဲပြီ။ဘာသတင်းစာပို့ပေးဦးမှာပေါ့ဗျာ။ ကျွန်တော်ဘောကအိတ်ကထဲကပတ်စံကိုဝမ်းသာအားထုတ်ပြီးထောင်ကလေးလက်ထည်ထည့်ပစ်လိုက်တယ်။သူ့အနေနဲ့အခုမှစိတ်အေးသောအောင်ရတယ်။ဆိုဆိုကကျွန်တော်ပြောတာကို လုံးဝယုံကြည်ဖို့မရဘူး။သူဟာသတင်းစာကိုလှန်လို့ကြည့်ပြီးချဟလိုက်တယ်။ကျွန်တော်ဟာကိုယ်လွမြောက်မှုအတွက်ဝမ်းသာလုံးဆိုပြီးနှိမ့်မျောနေတယ်လို့ဖြစ်နေ။ယထာတန်ဘိန်းတွေကလွဲလို့တခြားဘာသာမှမကြောက်ဘူး။နောက်တော့မှကျွန်တော်နှခမ်းတွေလှုပ်နေတာကိုသတိထားမိရဲ့။အော် ငါလူကစကားပြောနေပါလားနောက်ဆုံးကြတော့အပြင်ကိုရောက်လာပြီးတော်ပါသေးရဲ့လို့သူကပြောနေကျွန်တော်ကလေမျိုးလုံးကြီးပြုတ်ကြည့်နေခမားတို့ရဲ့တောက်သွန်းစက်မှမကြနိုင်ခင်ကထွက်လာလို့တော်ပါသေးရဲ့လို့ပြောနေရမစ္စတာပါတီရဲ့ဘော်ကြီးဝက်ကောင်တွေကြီးစိုးနေရဆိုတော့ဒီဝက်တွေကတနိုင်ငံလုံးမှာစစ်တမ်းလားနဲ့အချင်းစကန်တွေပဲစောင့်နေကြပြီတိတ်ကိုတော်တွေဝက်တွေပဲဟောအခုစစ်စလန်နေရောက်ပြီ တော်ပါသေးရဲ့လုံမြောက်လာလို့ဘေကောင်စီကားမှအမိန်တွေနောက်ခဏနေစမ်းမလို့တော့ဘူးဒီမှာကြတော့လက်လက်စာပြောကြိုက်တယ်လို့ပြောဘာဖြစ်လဲဘာမှမဖြစ်ဘူးခမောလူတွေကတခိုးရီတမရီ လူသက်သမားတွေပဲဂျာမနီနိုင်ငံတော်ကြီးကိုဧည့်သည်လူစားရင်းနေတိဆောက်ထားကြပြီဆိုတော့ဘလို့လုပ်ပြီးကောင်းတော့မလဲသူကဒေါသကြီးနေပြောနေတာဆိုတော့သူ့ပါဇက်ထောင်းတွေကအမြုပ်တရားထွက်ကြလာတယ်သူကျွန်တော်ကိုကြည့်နေပုံကလေ အဖြုတ်တံခါးကိုမြင်လို့ကြောက်လန့်နေကြဖြစ်ပြီးကြည်နေတဲ့မိမတယောက်နေတူတယ်။ YouTube ပြတဲ့နေသူဆော့ဆော့ကကြားခဲ့ရတဲ့စကားတွေရာသူကျွန်တော်ကိုနာစီပါတီဝင်တယောက်လို့ထင်းနေရကိုကျွန်တော်ကဘာမှပြင်မပြောပါဘူး။ငြင်းအေးနေပဲနားထောင်နေလုံခြုံမှုရသားတဲ့ကို့ဘဝပေါ်တာယာကျင်းနေတဲ့စိတ်ကလွှမ်းမိုးနေရမဟုတ်လား။ခမရဟောတော်တော်တတိကောင်းတဲ့လူတယောက်ပဲ။ကျွန်တော်ကပြောရင် ကျွန်တော်ရဲ့ကိုလင်းကြီးကအ ਨੇ ဆုံးပေါက်နေစစ်လောက်ခမားထက်ထွားချိန်တာအမှန်မေးအရကြော်လေးကျွန်တော်ကခမားထက်6လက်မှပုံမြင်နေဒါပေမဲ့ရင်းအုပ်ကြီးကတော့တိုင်းမကြည့်ရသေးဘူးတိုင်းကြည့်လိုက်ရင်ပူပြီးကောင်းတော့မယ်ထင်နေခမားကကြုတ်ကိုပြောင်းလာလှောင်လာလုပ်တယ်ပေါ့လေဟုတ်လား तू ကော်ရီဒေါသလေးပူပြီးကြည့်လာတယ်ကြုတ်တီးမခံနိုင်ဘူးနော်ကြုတ်ကနာစီပါတီရဲ့မျိုးမှမဟုတ်တော့ဘူးဆိုတာခမားနားလေရလား ခမားတို့ကျုံမိွားတွေကိုဘာတွေလုပ်ခဲ့ကြလဲကျိုးရဲ့ဖေဦးကြီးကခမားတို့ကိုဘာတွေများလုပ်ခဲ့လို့လဲကဲအခုရောခမားတို့ကောင်းတွေကတကဘာလုံးကို မီးလောက်တိုက်သွင်းဖို့အားထုတ်နေကြတယ်ကျုပ်ပြောတာဟုတ်တယ်မလားဘာလဲခမားကစိတ်ကြီးဖြစ်လိမ့်မယ်လို့ထင်နေရလားအမေခမရကမသိသလိုလုံနေပြန်ပြီလားဗျခမရတို့နှစ်တထောင် right german empire ကြီးတိမြဲဆိုတာဗာလေ ခမရိုးနာစီတွေဟာလူသက်သမားတွေခမရိုးစစ်မမတိုင်ရင် စီးပွားရေးပြက်ပြီးတနိုင်ငံလုံးဘုံဘုံလဲမှာခမရိုးပါတီကောင်တွေအားလုံးအဲ့အိတ်ထင်းမှာပသွားမှာ ကျွန်တော်လေးခမရနေသဘောထားချင်းအမြင်ချင်းအတူတူပါပဲဗျာဒါပေမဲ့ဒီစစ်ကြီးမှာဂျာမနီကနိုင်သွားရင်ရောဘလို့ဖြစ်ကုန်မင်းထင်လေအဝဲဆိုရီဝှက်ထားတဲ့လူဟာကျွန်တော်ကိုဖြူဖြူပြစ်တယ်ကြည်နေပြီးတော့တတိတစ်ချက်ခက်ခက်ခဲခဲမျိုးချလိုက်ပြီး ခမ ्या ဦးနိုင်ရင်ဒီကမ္ဘာလောကမှာဖျားသခင်မရှိတော့ဘူးအေးဟုတ်ပြီကျွန်တော်နဲ့ခမ ्या အမြင်တူတူပဲကျွန်တော်ထိုင်ရကထရလိုက်တယ်ခမ ्या ချုပ်ကိုမထီနဲ့သူကအတန်သေးသေးကြောင်ကြောင်နေအော်ရင်ခမ ्या ချက်ချင်းဖန်ခံရမယ်ဘာမှတ်လို့လေကျုပ်ရေးဖို့ဘရိတ်ကျိုးကိုဆွဲလိုက်မှာနော်ကျုပ်သက်ဆိုင်ရာကိုတိုက်မှာတိလားဘာပဲဖြစ်ဖြစ်ခမ ्या ဟာပလေးလေးရောက်တဲ့နေလူတရား ခမရဟောင်းတရှုတယောက်ဆိုတာကြုတ်တည်ဆိုဆိုကခမရတို့ပြောနေရတယ်အကုန်ကြားဟာတယ်သိလားကျွန်တော်လိုချင်နေရအဲ့ဒါပဲလို့စိတ်ထဲကတွေးနေမိဆွစ်ဇာလန်ဟာလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံပြကျွန်တော်ကပြောတယ်လူတယောက်ကိုမတော်မတည့်ဆွတ်ဆွဲပြီးကြက်ကလေးငှက်ကလေးဖမ်းတယ်လို့ဖမ်းလို့မရဘူးအဲ့လိုမကောင်းတဲ့စိတ်ကူးမျိုးကိုခမရဂျာမနီကရခဲ့ဟန်တူပါတယ် ကျွန်တော်လက်စွဲကိုယူပြီးတခြားတွေတွေကိုပြောင်းလာတယ်။ဒီယူကိုကျွန်တော်အကြောင်းရှင်းပြနေလို့အလကားပဲလွတ်တင်းမိရင်ပြီးတော့သူ့လိုလူစားနေတွေ့ထိုင်နေလို့ရောဘာများအကျိုးရှိမှလဲလို့ဆုံးဖြတ်လိုက်တယ်။အမုံဆိုတာလူစိတ်ကိုဖျက်ပြားစေနိုင်တယ်။အစစ်နဲ့အလွန်တူတဲ့ဟာမျိုး။မုံမီဟေးဆိုရင်တခြားလူတွေမှလည်းမုန်းနိုင်စေရှိရဲဆိုတာမတွေ့နိုင်တော့ဘူး။ဒီတဘောကိုကျွန်တော်ခြေတလုံးအိမ်နဲ့လုပ်ပြီးတလေလေသွားနေရပေါ်တော့ရှောက်လို့တိလာခဲ့ရပြီ။ တေဂီတတန်သည်တခဏမျှရပ်သွားသည်ကာဝေချမ်းမြစီမှဒေါသကြီးရေရွတ်တန်များကြားရသည်ထို့နောက်တီဝိုင်းစီမှတေဂီတတန်ပြန်ရေးထွက်လာသည်စောစောကထက်အထန်ကြီးသည်အဝါရောင်ဝှစ်စုံဝှထားပြီးဥကောင်းတွင် စေတီများစီချင်ထားသည်အမျိုးသမီးတယောက်တချင်းဆိုသည်ထိုခိုက်တွင်မရှောင်သာသည့်အဖြစ်တစ်ခုပေါ်ပေါက်လာသည်ဂျာမန်သည်အင်္ဂလိပ်နှင့်လူချင်းဝင်တိုက်မိကြသည်တယောက်နှင့်တယောက်အပြန်အလှန်ဆွဆွဲကြသည် သူ့ပြင်ကားပြင်စသဖြင့်ညင်ကြခုံကြသည်မန်နေဂျာနှင့်စပွဲတို့နှစ်ယောက်ကနိုင်ငံမောင်းချုပ်တင်ကြီးသူဖွေဂျာမားဝင်ပြေးကြသည်တိုးတော်လီမိသူကားမှသူတို့စကားကိုနားမထောင်ကြတီဝိုင်းသည်ချက်ချင်းပင်လိမ္မာပေါင်းနဲ့စော်ဖြင့်တီးကွက်ကိုပြောင်းသည်ဖော့စထရော့တေးတံမှနေ၍တင်ကို တေးတံကိုပြောင်းလိုက်သည်ဂျာမန်တန်တမန်များသည်ကြောင်းနေကြသည်ဆက်၍ရန်ဖြစ်မလားဝင်၍ကောက်အောင်မလားယုတ်တည်းဝေးခွဲ၍ရဟန်မတူကြ နှုတ်စလုံးကိုဘေးမှဖော်များကဝိုင်းရီဆွဲကြသည်ရံပွဲသည်ပြီးဆုံးသွားသည်တန်တမန်များလည်းသူတို့စပွဲသို့ပြန်သွားကြသည်သူရေကောင်းကြည့်၍တယောက်ချင်းစော်ဖို့ကြတော့ဘာကြောင့်စိတ်မခွန်ကြလဲချက်ဝက်စ်ကမေးသည်ခမားဒီလိုနဲ့ပဲဇူရီကိုရောက်သွားရဲ့ပေါ့ကျွန်တော်ကောင်သူ့စကားကို ပြန်ပြီးအဆောက်ဖော်ပေးသည်သူအာရုံပြောင်းအောင်လှုပ်လိုက်ခြင်းဖြစ်သည် သူကပြောသည်ကျွန်တော်တို့ဒီနေရာကထွက်သွားကြရင် မကောင်းဘူးလား ။သွားဆရာနေရာကဘယ်မှာရှိလို့လဲ။ညလုံးပေါ့ဖွင့်ထားတဲ့ရိုးရိုးပါတော့တနေရာမှာမရှိပဲမနေဘူး။ရှိကိုရှိမှာပါ။ဒီမှာကလိုက်ခုံလိုက်ရံဖြစ်လိုက်လှုပ်ချင်နေတဲ့ကောင်းလေးနဲ့ပြည့်နေရပဲ။ကြားတော့စိတ်ပြက်လာတယ်။ချက်ဝစ်စီစပွဲတော်ကခေါ်ပြီးကြားတဲ့ငွေရှင်ပေသည်။ကျွန်တော်တို့သွားပြီးထိုင်းနေနေမိအရက်ဆိုင်ရှိမရှိစုံစမ်းသည်ဇပွဲတို့ကသူ့စာရေးဆက်ကူတရက်ပေါ်တွင်လိမ့်စာရေးပေးပြီးဘလို့သွားအမိကိုနီလန်ညွန်သည် ကျွန်တော်တို့နှစ်ယောက်အပြင်မောင်လူထဲသို့ထွက်လာခဲ့ကြသည်ကျဲများသည်လင်းလင်းတောက်ပနေကြစဉ်ဖြစ်သည်အဝေးမုတ်ကဆဝိုင်းစီတွင်ပင်လယ်ရေပြင်နှင့်နနခင်လင်းရောက်သည်တွေ့ဆုံနေကြဟန်ရှိပင်လယ်ရေပြင်နှင့်စားနပ်နှင့်ပန်းနပ်များသည်ပတ်ဝန်းကျင်တွင်တင်းပြက်လျက်ရှိသည်မကြာမီ နေ့ဘက်သို့ကူးပြောင်းတော့မီအရေးငွေများသည် ရှက်တန်းနေကြပြီဖြင့် lesbo မျိုးသည်နေခင်းဆိုရင်ဟီယူရှိရှိကလေးနှင့်တာယာလှပသောမျိုးတစ်မျိုးဖြစ်သည် မျိုးကြီးအလာရီနှစ်သက်ဆွဲမလောင်အောင်ညှို့ယူဖမ်းဆောင်းနိုင်စံရှိသည်ညပိုင်းကျတော့မြို့သည်နှစ်သမီးပုံမြင်နေက မြို့တစ်မြို့နဲ့တူလာသည်မိအောင်တထိန်ထိန်ဖြင့်တမျိုးလှလာသည်လူနေအင်ကြီးများသည်ပင်လယ်ပြင်ဘက်ကိုနှိမ့်ဆင်းသွားသည် စင်ကြီးလျှောကုန်းနဲ့လျှောက်တွင်အစီအီအဆင့်ဆင့်တန်းနေကြသည်ကျွန်တော်တို့သည် တခဏချင်းစကားမပြောဘဲရန်နေကြသည်ထို့နောက်ချက်ဝစ်ကတပြင်းတစ်ချံချလိုက်သည် ကျွန်တော်တို့အနေနဲ့ဘုံအကြောင်းတွေ့လိုက်ရင်အခုမြင်နေရတဲ့ပုံမျိုးတွေတွေ့လို့ရှိကြရဲ့သူကပြောသည်မိလင်းရောင်တွေကလည်းထောင်ထောင်ချီပြီးရှိနေကြတယ်လမ်းတွေကလည်းအဆုံးစားမရှိတဲ့နေရာကိုဥတည်နေကြတယ်ကျွန်တော်ပြောတာခမားဘလို့သဘောရတယ်လေကျွန်တော်ကအပြေမပေးပါကျွန်တော်ဖို့ကတော့ဘဝဟုတ်သည်ဘာဂတ်စ်မြပြင်ပေါ်မှာတင်မောဖြစ်သည် ထို့တင်မောသည်ကျွန်တော်အားအဆုံးစားမရှိသောကမ္ဘာလောကစီသို့ ခေါ်ဆောင်တော်လည်းမဟုတ်တော့လေအမေရိကကိုတော့ပို့ဆောင်ပေးလိမ့်မည်ဖြစ်၏